်မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားရင်းနှီးမြန်မာသားဖန်နှီးနဲ့စကားပြောဆိုနှီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ဓတမတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့တရာအသုံးအနှုန်းမှန်ကန်ခြင်းဆိုတဲ့အခန်းလေးကလက်ကျင်ခံလေးဒီပုဒ်ကိုစတင်ပြီးတော့ဖြေပြပေးသွားမှာဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းလေးကတော့ တင့်နဲ့တအသုံးတင့်နဲ့တအသုံးမှန်တဲ့အသုံးကိုရွေးခိုင်းတာဖြစ်ပါတယ်ကဲဒါဆိုရင်တစ်နဲ့တမှန်ကန်တဲ့အသုံးကိုရွေးမယ်ဆိုရင် ပထမဆုံးတစ်အသုံးလေးကိုပြောပြပါမယ်တစ်ဆိုတာအရေးအတွက်ဆိုတဲ့အတိတ်ပဲစောင်းတဲ့သကလုံးလေးတွေမှာတစ်နဲ့တွဲပြီးတော့သုံးရမှာဖြစ်ပါတယ်။နော်ဥပမာအားဖြင့်နော်တကိုးတော်တို့တခါတခေါက်တို့တခုခုတို့ တချမ်းတို့လူတစုတို့တပြိုင်တည်းတို့တသီးပုဂ္ဂလတို့တဆင့်တို့စတဲ့သကလုံးမျိုးလေးတွေမှာတစ်ကို သုံးတာဖြစ်ပါတယ်ဒါဆိုရင်တစ်ကအတိဘယ်ကိုသိရပြီဆိုရင်တကတော့တဆိုတာကတော့တစ်အတိဘယ်မရှိတဲ့သကလုံးတွေကိုတနဲ့တွဲသုံးမှာဖြစ်ပါတယ်ကဲဒါကိုနားလည်ပြီဆိုရင်တော့ဒီသကလုံးအမှန်လေးတွေကိုဆက်လက်ပြီးတော့ရွေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင် ပထမဆုံးနံပါတ်1 တကွာနဲ့တက်ကွာနော်ဒီနေရာမှာဘယ်စလုံးအသုံးလေးရမှန်တယ်လဲကြည့်အောင်ပထမစကလုံးဟာတကွာနောက်တစ်ခုဟာတက်ကွာဒါဆိုရင်တက်ရဲ့အဓိပ္ပာယ်လေးကိုပြန်ပြီးတော့စဉ်းစားကြည့်အောင်တက်ဆိုတာအရေးအတွက်အဓိပ္ပာယ်ဆောင်တဲ့စကလုံးလို့ပြောတဲ့အတွက်ကြောင့်မလို့ဒီမှာ တကွာသည် အရေးအတွက်အဓိပ္ပာယ်မဆောင်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အမှန်သည် တကွာလို့ရေးရပါမယ်တက်ကွာလို့ရေးရင်မှားမှာဖြစ်ပါတယ် ကဲနံပါတ်2ကိုကြည့်အောင်တဆေတဆောင်ဒီဘက်ကတဆေတဆောင်တဆေတဆောင်နဲ့တဆေတဆောင်ဒါဆိုရင်တကအတိတ်ပဲကိုပြန်ကြည့်မယ်တကအတိတ်ပဲကအရေးအတွက်အတိတ်ပဲဆောင်နေဆိုတဲ့အတွက်ကြောင့်မလို့တဆေတဆောင်ဆိုတာကအရေးအတွက်အတိတ်ပဲမဆောင်တဲ့အတွက်ကြောင့်မလို့သူကတာဝင်းမူနဲ့သုံးမှမှန်မှာဖြစ်ပါတယ်တာဝင်းမူဆက်သက်တနဲ့သုံးရင်ဒီစကလုံးကမှားသွားပါပြီ ကဲနောက်တစ်ပုတ်ကြည့်အောင်တခါတလေနော်တခါတလေနဲ့တခါတလေဘယ်တင်းကမှန်တယ်လေဆိုလို့ရှိရင်ကဲဒါဒီဥစ္စာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လေသူကတခါလို့ပြောတဲ့အတွက်ကြောင့်မလို့အရေးအတွက်အတိဘယ်ဆောင်တဲ့သကလုံးလေးပါလာတယ်တစ်ခါတစ်လေဒါဆိုရင်ဒီမှာမှန်ကန်တဲ့အသုံးလေးကတစ်ခါတစ်လေလို့သုံးမှမှန်မှာဖြစ်ပါတယ်တစ်ခါတစ်လေလို့သုံးရင် မှားမှာဖြစ်ပါတယ်။ကဲဒါဆိုရင်နောက်တစ်ခုကြည့်ရအောင်။ကဲနောက်တစ်ခုကဘာလဲဆိုတော့တထေချနော်တထေချနဲ့တထေချကဲဒီမှာလဲကြည့်အောင်တထေချတထေဒီနေရာလေးမှာနော်ပြောစရာလေးရှိမယ်ဒီမှာတထေချဆိုတော့နော်အရင်အတွက်ပါတယ်လို့ပြောစရာရှိမယ်ဒါပေမဲ့တထေချဆိုတာက အရင်အတွက်မဟုတ်ပါဘူး။ तू ကဘာနဲ့သုံးပါလဲဆိုတော့ တာဝင်းမူနဲ့သုံးမှာဖြစ်ပါတယ်ဒီတထချာဆိုတဲ့တာဝင်းမူနဲ့သုံးမှာမှန်မှာဖြစ်ပါတယ်เนาะဒီတထချာလို့သုံးရင်မှားမှာဖြစ်ပါတယ်ကဲနောက်ထပ်တလုံးကြည့်အောင်တလုံးတစီတလုံးတစီနဲ့တလုံးတစီအဲ့ဒီမှာလည်းဒီတိုင်းမှာပဲတလုံးတစီနဲ့တလုံးတစီမှာတလုံးတစီလို့ရေးမှမှန်မှာဖြစ်ပါတယ် တလုံးတစည်းလို့သွားပြီးရေးရင်မှားမှာဖြစ်ပါတယ်။ကဲနောက်တစ်ခုကတကိုကောင်းတကိုကောင်းဟာတစ်ကိုကောင်းနဲ့တကိုကောင်းเนาะဒါဆိုရင်ဒီမှာဘာစကလုံးလေးကအမှန်ဖြစ်မလဲဆိုတော့အရင်အတွက်နဲ့ဆိုင်တဲ့เนาะအတိတ်ပဲဆောင်းတဲ့စကလုံးဆိုတဲ့အတွက်ကြောင့်မလို့တစ်ကိုကောင်းကိုတစ်နဲ့ပဲသုံးမှာဖြစ်ပါတယ်။တာဝဲမှုနဲ့သုံးရင် ဒီစလုံးလေးရာမှားတော့မှာ ဖြစ်ပါတယ်အဲ့လိုပဲတခဲနဲ့နဲ့တစ်ခဲနဲ့เนาะတခဲနဲ့နဲ့တစ်ခဲနဲ့မှာလဲเนาะအရေအတွက်နဲ့ဆိုင်နဲ့เนาะအသုံးအနှုန်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့သူကเนาะဒီတခဲနဲ့လို့ရေးရင်မှားမှာဖြစ်ပါတယ်သူ့ကိုဘယ်လိုရေးရမလဲဆိုတော့တစ်ခဲနဲ့လို့ရေးမှာမှန်မှာဖြစ်ပါတယ်ကဲနောက်ထပ်တစ်ခုကြည့်အောင်တက်ချမ်းနဲ့တစ်ချမ်း နော်ဒါလေးကတော့ရှင်းပါတယ်နော်အရေအတွက်နဲ့ဆိုင်နေနော်အတိပ္ပယ်ဆောင်တဲ့စကလုံးဖြစ်တဲ့အတွက်ကြောင့်မလို့သူဟာတာဝင်းမှုဆက်သက်1နဲ့3မှာမှန်မှာဖြစ်ပါတယ်တာဝင်းမှုနဲ့3ရင်မှားမဲ့စကလုံးလေးဖြစ်ပါတယ်အဲ့လိုပဲတပြိုင်နဲ့တပြိုင်နဲ့မှာနော်ဒီအရေးသားလေးကလည်းမှတ်တတ်တဲ့အရေးသားလေးဖြစ်ပါတယ်။တပြိုင်နဲ့နဲ့တပြိုင်နဲ့ တပြိုင်နက်ကိုဘာနဲ့ရေးလဲဆိုတော့တဝင်းမူကိုဆက်သက်တင့်နဲ့သုံးမှမှန်မှာဖြစ်ပါတယ်ဒီတပြိုင်နက်လို့ရေးမယ်ဆိုရင်ဒီအတုံးအနှုံးလေးဟာမှားတဲ့အတုံးအနှုံးလေးဖြစ်ပါတယ်သူ့ရဲ့အတုံးနှုံးဟာတင်းပြိုင်နက်ဖြစ်ပါတယ်အဲ့လိုပဲတလျှောက်နဲ့တလျှောက်เนาะ တရှောင်းနဲ့တိရှောင်းမှာလဲတာဝင်းမှုနဲ့ရေးရင်ဒီစကလုံးလေးဟာမှားသွားပြီးတော့တာဝင်းမှုဆက်သက် တင့်နဲ့ရေးမှမှန်ကန်တဲ့စကလုံးလေးဖြစ်သွားမှာဖြစ်ပါတယ်။ကဲဒါလေးကတော့တင့်နဲ့တအသုံးမှန်တဲ့စကလုံးလေးတွေကိုရွေးပြပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။